ားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အောင်းလည်းမင်္ဂလာပါဆိုတော့ဒီကနေ့ကတော့ Europa Champion League ပြိုင်ပွဲရဲ့ Heavyweight Clash အသင်းရဲ့ပွဲပေါ့လေလက်ရှိ European Champion Paris Saint-Germain ပေါ့လေ Louis Sneaker ရဲ့အသင်းနဲ့ Hansi Flick ရဲ့ Barcelona အသင်းတို့ထိတိုက်တွေ့မှာဖြစ်တဲ့ဒီပွဲကဒီတစ်ပတ်ပွဲစဉ်တွေအားလုံးထဲမှာအကောင်းဆုံးပွဲနဲ့စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်တယ်ဆိုတော့ဒီပွဲကမူလက Barcelona က Spotify Camp လို့မှာကျင်းပဖို့ရာထားပေမဲ့ ဘာဆိုနာကောင်ဆယ်ကခွင့်မပြုတဲ့အတွက်ကြောင့်သူတို့ကပုံမှန်အတိုင်းမွန်ဂျူရီမှာကံမှာဖြစ်တယ်ဆိုတော့ဒီနေရာမှာ PSG အသင်းမှာဒီပွဲစဉ်မှာအဓိကကစားမအချို့မလိုက်သွားခဲ့ဘူး injury ကြောင့်ပေါ့လေ international break မှာပဲ injury ကြတဲ့ Tsiya Duye နဲ့ Dambeli တို့တေချာပေါက်လွဲချော်တယ်နောက်အသင်းကောင်းဆောင် Marquinhos ကလည်းပြီးခဲ့တဲ့တစ်ပတ်က ဒဏ်ရာရသွားတဲ့အတွက်သူလဲဒီပွဲကိုလွဲချော်လို့မထင်မှတ်ပဲနဲ့ကဗီချာဗိုင်းရပ်စ်ကလီးယားလဲအင်ဂျူရီဖြစ်တဲ့အတွက်သူလဲမပါဘူးဆိုတော့ဗိုင်းရပ်စ်ကလီးယားရဲ့မာကီညိုရဲ့ထူရီရဲ့ဒမ်ဘေးလီရဲ့အဓိကတိုက်စစ်အတွဲတွေကြီးပဲနောက်အသင်းကောင်းဆောင်ပေါ့လေထားပါတော့မာကီညိုမရှိတဲ့အတွက်ကြောင့်ဇဗန်းကြီးနဲ့ဝီလျံပါချိုကစားလို့ရပြီမဲ့သူတို့နည်းနည်းတော့ဟိုဟာဖြစ်တော့အားယောတာပေါ့လေအဲ့ဒီနေရာမှာဒါကွင်းလေကစားမှဖြစ်တဲ့ဂျောဗတီညာနဲ့နောက်ဒီဂျောနာဗက်စ်နဲ့ ဖတီညာတို့တစ်ယောက်က Fabian Luis ကို၃ယောက်စလုံး injury ပြဿနာဖြစ်နေတာ Fabian Luis ကိုပြီးခဲ့တဲ့တပတ်ကျော်တည်းကနာနေတယ်။နောက်ဖတီညာနဲ့ Navas မှာဖတီညာကနောက်ဆုံးကစားခဲ့တဲ့ပြင်သစ်ပွဲမှာလူစားလေးခဲ့ရပြီးတော့ João Navas ကတော့နည်းနည်းဒေါက်ဖြစ်နေတာ။ဒါမင်းညာက training session မှာ training session evening session လုပ်တဲ့အခါမှာ training လုံးဝမဆင်းသွားတာကဖတီညာမဆင်းဘူး။ဆိုတော့အခုလောလောဆယ်အနေထားရဖတီညာဟာဒီပွဲကိုဒေါက်ဖြစ်နေတယ်။ လွဲချော်နိုင်မဲ့အခြေအနေတော့ရှိတယ်ဒါပေမဲ့လေ့ကျင့်ခန်းမဆင်းနိုင်ဘူးသူရဲ့ final decision ကိုဒါကျွန်တော်တို့ဘိုရူးနေမှာထပ်ပြီးတော့ဆုံးဖြတ်မယ်လို့ဆိုထားတယ်ဆိုတော့အခုဘာစလိုနာအသင်းမှာကဖမင်းလိုပက်ကနှစ်လအနာတယ်ဆိုတော့ဖမင်းကလည်းကန်ဆိုးစွာနဲ့ injury ဖြစ်သွားတယ်ရော်ဖင်ယာက၃၃ပတ်ထားတယ်ဆိုတော့သူကဒီပွဲကိုတေချာပေါက်လွဲတယ်ဖမင်းလိုပက်လည်းလွဲတယ်ယူဝန်ကာစီယာလည်းသူလည်း၃ပတ်ထားတယ်ဆိုတော့သူလည်းအဲ့ပွဲကိုလွဲချော်ဘာစလိုနာမှာလည်းဒဏ်ရာပြသနာအခု loss အထိ အလဟန်ဒိုဘယ်တီကစပြီးတော့လေ့ကျင့်ခန်းဆင်ပြီးသူတို့အတွက်သတင်းကောင်းကဒါပါဖြစ်လဲဆိုတော့ဘယ်လိုပြောမလဲ market swash show form ပြန်ကောင်းလာတာရဲ့ယမားပြန်ပြီးတော့ကစားနိုင်တဲ့အချက်ပဲအဲ့ဒီချက်ကဘာဆိုနာတိုက်စစ်အတွက်တော်တော်လေးတော့အားအားကောင်းစရာအခြေအနေရှိတယ်အခုလောလောဆယ်မှာဒါ Paris Saint Germain မှာတော့ပိုကောင်းတဲ့ quality player တွေအဓိကကစားမားတွေကြီးထိုင်ရတဲ့အချက်ပေါ့လေဒါလည်း Vitinha ပါမကစားနိုင်ဘူးဆိုရင် Joao Neves ရဲ့ ဇိုင်ရာအမရီတို့ဘာလို့လဲပွဲထွက်ရင်တော့ PSG တို့ trolley struggle ဖြစ်မှာဘာလို့ဆိုတော့အဲ့ကစားမတွေက quality ကစားမတွေမှာဒီတခြားကစားမတွေနဲ့အရေးသွေးกว่าတယ်ဒါဘာဆိုနာဘက်ကတော့ဒီဘယ်လိုပြောမလဲဆိုတော့ Rafinha မပါဘူးမြဲအဲ့နေရာကယမားရှိတယ်ဟိုဘက်ချမ်းမှာ Rashford ရှိတော့အဲ့နေရာပြဿနာမရှိဘူးပြီးရင် Ferran Torres ကလည်းကစားနိုင်လို့အထောက်မှာ Lewandowski နဲ့အလဲကျဆိုတော့ Firmino မပါဘူးမြဲ ဒန်နီအိုမိုကစားနိုင်တဲ့အတွက်ဘာဆိုနာကဒဏ်ရာပြဿနာအချို့ရှိသည့်တိုင်အောင်သူတို့အတွက်အခြေအနေကောင်းသေးတယ်ဆိုတော့နှစ်သင်းလုံးကတော့ဒဏ်ရာပြဿနာအများကြီးပဲဘာဖရစ်စင်ဂျာမင်ကတော့အဓိက crucial player တွေမပါဘူးပေါ့လေ Hansi Flick နဲ့ဒါတစ်ဖက်ကဖရစ်စင်ဂျာမင်မနစ်က final ဖြစ်တဲ့လို့အားလုံးသတ်မှတ်ကြတယ်နှစ်သင်းရဲ့ထိတ်တိုက်ပွဲဒီပွဲကကက်တလန်မျိုးကဒါဒီည9:00ပေါ့လေမြန်မာစံတော်ချိန် နနက်တနားခွဲ UK မှာည7:00နာရီစပိန်မှာည9:00နာရီပေါ့လေဒါလူးစင်နီကီကတော့တစ်ချိန်ချိန်မှာသူဘာဆိုနာနီးပြဖြစ်ပြန်လာလုတ်ချင်တယ်လို့သူပြောထားတယ်သူကဘာဆိုနာကို travel ယူပေးထားတဲ့နီးပြဖြစ်ပြီးတော့အခု ဟန်စီဖလစ်ကလည်း domestic trouble ကိုဘာဆိုနာတို့ယူပေးထားတယ်ဆိုတော့စပိန်နီးပြားနဲ့ဂျာမနီတို့ရဲ့အားပြိုင်ပွဲတစ်ခုတော့ရှိတာပေါ့လေဘာဆိုနာကစားတဲ့ highline ကအခုလက်ရှိမှာ Paris Saint-Germain မှာအဲ့လို highline ကိုပြေးနိုင်တဲ့ကစားမဆိုလို့ Bagola တယောက်ပဲဂျန်တော့တယ်ဆိုတော့ဒီနှစ်သိန်းနောက်ပိုင်းထိတိုက်တွေးတဲ့ပွဲတွေမှာဘာဆိုနာကိုပြေးချီအသာစီးရလေးရှိတယ်ရှိပြီးတော့ဒီဒီချိန်မှာဘသူအသာစီးရမလဲဒါရပြက်တရာတွေအများကြီးနဲ့ဒီနှစ်သိန်းဘသူအနိုင်ရမယ်လို့ထင်ကြလဲကိုမတ်မှာဝင်ရောက်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်